ဆော်ရီအာရေဗျာနိုင်ငံဂျက်တာမြို့မှာမလ17ရက်ကပြုလုပ်ခဲ့တဲ့ဆွေးနွေးပွဲမှာယူကရိန်းကရက်30အပြည့်ခန့်ရက်စိမ်းရေးအတွက်အမေရိကန်ရဲ့အဆိုပြုချက်ကိုထောက်ခံလိုက်ပြီးရုရှားနဲ့ချက်ချင်းဆွေးနွေးဖို့သဘောတူခဲ့ပါတယ်။ယူကရိန်းဘက်ကအပြုသဘောဆောင်တဲ့တုံ့ပြန်ချက်ကြောင့်သမ္မတဒေါ်နယ်ထရမ့်ရဲ့အဆိုရအဖွဲ့ကစီရေးအကူအညီရက်ဆိုင်ထားတာကိုချက်ချင်းဖွင့်ပေးလိုက်ပြီးယူကရိန်းပဋိပက္ခပြီးဆုံးစေဖို့အစပြုမှုကိုချက်ချင်းခံမှန်းလို့ရတဲ့အနေအထားဖြစ်လာစေပါတယ်။ ယူကရိန်းကိုပြင်းပြင်းထန်ထန်ပြားပေးတာကိုအသုံးပြုခဲ့ပြီးမော်စကိုနဲ့ပြန်လည်ဆက်ဆံမှုဆောင်ရွက်ခြင်းအဖြစ်ထရမ့်ကမဟာမိတ်နိုင်ငံတွေကိုအံ့အားသင့်စေခဲ့တာနဲ့အတူယူကရိန်းတောင်ဝင်းရှေ့သူတွေဟာလေကြောင်းနဲ့ရေကြောင်းတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီးတစိမ့်တစ်ပိုင်းအပြစ်ခတ်ရဲစဲရေးကိုဆောင်ရွက်ဖို့နဲ့အဆိုပြုဖို့ sorry ဆွေးနွေးပွဲကိုရရှိလာခဲ့ပါတယ်။ထရမ့်ရဲ့အကြံပေးတွေကဖိအားပိုပေးခဲ့ပြီးတလားကြာအပြည့်ရဲ့ရေးအတွက်မိမိတို့ရဲ့အဆိုပြုချက်ကိုယူကရိန်းကသဘောတူညီခဲ့တယ်လို့ပြောပါရတယ်။ ယူကရိန်းသားတွေလက်ခံလိုက်တဲ့အဆိုပြုချက်ကိုဒီနေ့မှကျွန်တော်တို့ကမ်းလှမ်းခဲ့ပါတယ်။အပြည့်ခန့်ရစဲပြီးချက်ချင်းဆွေးနွေးတာတွေလုပ်ဖို့အဆိုပြုခဲ့တာဖြစ်ပါတယ်လို့ဂျက်တာမျိုးကဟိုတယ်မှာ9နိုင်ကြာဆွေးနွေးပွဲအပြီးမှာအမေရိကန်နိုင်ငံသားကြီးဝင်ကြီးမာကိုရူဘီယိုကပြောပါတယ်။ကျွန်တော်တို့ကရုရှားသားတွေထံဒီကံလက်ချက်ကိုအခုပြုလုပ်သွားမှာဖြစ်ပါတယ်။သူတို့ကငြိမ်းချမ်းရေးအတွက်အဆင်ပြေကြောင်းပြောမယ်လို့ကျွန်တော်တို့မျှော်လင့်ထားပါတယ်။ဘောလုံးဟာအခုသူတို့ရဲ့အကွင့်ပတ်အချမ်းကိုရောက်နေပါပြီလို့ရူဘီရိုကပြောပါတယ်။သူတို့ဘက်ကသဘောမတူဘူးလို့ပြောလာမယ်ဆိုရင်တော့ ဒီပဋိပက္ခမှာငြိမ်းချမ်းရေးအတွက်အတားအဆီးဟာဘာဆိုရာကိုကျွန်တော်တို့ကံမကောင်းစွာပဲသိကြရပါလိမ့်မယ်လို့၎င်းကပြောပါရယ်။အမေရိကန်ပြည်တော်စုကယူကရိန်းကိုဖိအားပေးတဲ့အနေနဲ့ရန်ဆိုင်ထားတဲ့စီးရေးအကူအညီကိုပြန်ပေးမှာဖြစ်ပြီးထောင်လဲရေးတရင်ပေးတာကိုရန်ဆိုင်ထားတာကိုပြန်ဖွင့်ပေးမယ်လို့ရူဘီယိုကပြောပါရယ်။ ထရမ့်ကသူဟာဇယ်လန်စကီးကိုအင်ပီရိုကပြန်လည်ကြိုးဆိုဖို့အသိရှိတယ်လို့ဝါရှင်တန်မှာပြောကြားခဲ့ပြီးအခုသတင်းပတ်ထဲမှာသမ္မတဗလာဒီမာပူတင်ကိုစကားပြောပွဲရှိတယ်လို့ပြောပါရယ်။ချက်သားမှာရရှိခဲ့တဲ့အပြစ်သဘောဆောင်တဲ့အပြစ်ခတ်ရစိုင်းရေးအဆိုပြုချက်နဲ့ဆက်လင်းပြီးဇယ်လန်စကီးကထရမ့်ကိုလှည့်မြတ်စွာကျေးဇူးတင်စကားပြောကြားလိုက်ပြီးအခုအခါအမေရိကန်ဟာရုရှားကိုနာချဖို့ဆောင်ရွက်ရမယ်လို့ပြောကြားခဲ့ပါရယ်။